hey GBM Racing Team ရဲ့ training day ပဲဖြစ်ပါတယ်။တိပြီးရင်ကျွန်တော်ဆိုင်ထပ်ဆောင်းရင်ဒူးထသိမ်းလို့သွားမှာဟုတ်။အဲ့ဒူးပေါ့ပေါ့လေး။ဟုတ်ဟုတ်ကတ်ထားတယ်ဒူးကဒီမှာနေ။ကလာမောင်းနာ ဒါကခု26ရက်နေ့ဘန်ကောက်မှာပြုလုပ်မယ်စက်တင်ဘာ26ရက်လာ26ရက်နေ့အတွက်ဒါ training စင်းနေဖြစ်ပါတယ် seriously training စင်းနေဖြစ်ပါတယ် tire tire ပေးတဲ့ဟာကြီးတတ်ထားတာဘယ်လောက်ပူပေးရလဲပေါ့နော်ဆရာကျွန်တော်အခုဒါကပေါ့90 degree celsius မှာထားထားတာပေါ့90ဆိုတော့တော်တော်ပူတာပေါ့ပူတယ်ပူတယ်တော်တော်ပူတယ်နော်ရေရေဆူတာတရားတရားပါဆရာ70နဲ့95ကြားလောက်ကိုတော့ရာသီဥတုအခြေအနေပေါ်မှာပြီးထားကြတာပူပြီးတော့ပူတော့ ကိုကပူကောင်းတာဗောဟုတ်တယ်ဟုတ်တယ်ဒီခုနကကျွန်တော်နည်းနည်းဖြဲကြည့်လိုက်တော့ထဲရတိုင်ရတော့ slick တိုင်ရတော့မဟုတ်ဘူးဒါ slick တိုင်ရမဟုတ်ဘူးကျွန်တော်တို့ဒီလမ်းမှာမောင်းနေတယ်ကျွန်တော်တို့ဒီ6 cc ပဲဖြစ်ဖြစ်ထောင် cc sport bike တွေပဲဖြစ်ဖြစ်လမ်းမှာမောင်းနေတယ်ပြောရင် stock tire လို့တောင်ပြောလို့တော့ရပါတယ်အဲ့ရဟိုပဲပူပေးရတာအဲ့ပေါ် stock tire ကတော့ stock tire ထက်ကိုတစ်ဆင့်တော့မြင့်နေရပေါ့တစ်ဆင့်တော့မြင့်နေတယ် stock ကြားထဲမှာရှိတဲ့ဟုတ်ကဲ့ အစင်ပေါ့အဲသူက slick လို့လည်းလုံးဝပြောင်းကြီးတော့မဟုတ်ဘူးသူတပန်းလေးကျင်းနဲ့ပါပန်းတော့ပါသေးတယ်ကျွန်တော်တို့တထောင် cc ပေါ့နော်ဟုတ်1000 cc ဆိုရင်ကျွန်တော်တို့ stock မှာပါတဲ့ဟာတွေဆိုတော့ဒါဆရာတော့ဒါကတော့တာယာဖြုံးနေရမို့ဘူးဒါကတော့တကယ်မောင်းနေရပြီးတာယာတစုံကိုအသစ်အသစ်ပေါ့နော်အသစ်ကိုမောင်းပြီးဟေးဆိုရင်တော့မောင်းလို့မရတဲ့အထိကိုဘယ်နဲ့လောက်ကျွန်တော်တို့တရက်ကိုကျွန်တော်စပုံမှန်ဒီမှာ7မိနစ်15မိနစ်50ရှင်လောက်မောင်းနေပေါ့အာ7မိနစ်ပဲထားလိုက်တရက်ကိုမိနစ်50လောက်အကျန်ဖြစ်မောင်းနေ လေး၅ရက်စကုန်ပြီပေါ့နိုင်200 250ကျားလောက်ဆိုရင်တရားတစုံကုန်ပြီဒီလက်ကင်လေးညနေချိန်နဲ့ပေါ့နဲ့နှိမ့်သွားတာပေါ့လက်ကင် position ပြောင်းသွားအောင်ကျော်ဆရာကိုမေးကြည့်တော့ဘာလို့အဓိကကြင့်နေလဲဆိုတော့လင်းနိုင်ငယ်မှောင်ပဲ Grand Prix မြန်မာကတော့ဒါမြန်မာနိုင်ငံကူစားပြုအသင်းဖြစ်ပါတယ်ပေါ့အဲ့တော့ဒီနေ့ကကိုတက်လဲပါတယ်အဲကိုကောက်ခလို့လဲပါတယ်ကိုဒီ training day ပေါ့နော်အဲ့တော့ကိုဒီလက်ပတ်ကြီးမောင်းပြီးသွားပြီလေ ဒီနေ့ဟိုပေါ့ session 40 session ပြီးသားရေပေါ့ session ပြီးသွားပြီ session ပြီးသား Okay ပါ session ပြီးနော်ပြီး Okay ပါဒီနေ့ကိုတန်းကလည်းဝင်ပြီးတော့ကျုံးမယ်လို့ပြောရယ်ပေါ့နော်အဲ့တော့ကိုတီနဲ့ကိုတန်းရဲ့ဘာညာလေးရှိုးမယ်နော်ကြောက်ကိုတန်းလည်းမောင်းပြရနော် Okay မောင်းပါ Okay အဲ့တော့ကြည့်လိုက်အောင်ဒီဗီဒီယိုမှာကိုတီကြည့်ဘယ်လို train လဲပြကျွန်တော်ဘယ်လိုမောင်းလဲဆိုတာကိုပြမှာဖြစ် ုတော့ကျွန်တော်မောင်းပြီးဝါကြီးဖြစ်ပါတယ်တော်တော်လေးမောပါတယ်ဗောနော်ထုံးစံတိုင်းပဲကျွန်တော်ရှိမှလဲဒါပြောနေမောတယ်ထိဝါကြီးဗောနော်ဒီမှာဒီမှာဒါတော့ခုနစိုက်ကပေါက်ထားတာဖြစ်ပါတယ်ဒီနေ့ပြောရင်တော့ကျွန်တော်နည်းနည်းလေးပို့ပြီးတော့အရင်ထပ်တော့ပို့ပြီးရဲလာဗောနော်ကိုတီကြီး train နေရလဲအဲ့ဒါပဲဒါဘလို့ဖြစ်အမြဲကြီးဒါမောင်းနေပါဗောနော်မမောင်းတာနည်းနည်းကြာဝါပြီဆိုရင်တော့တိတ်မဆောင်ရဲတော့အဲ့ဆောင်ရဲအောင်သူကပြန်ကြည့်ရတယ်ဟာမိုက်ပါတယ်တော့ဘာဆိုရဲရောင်းမောင်းလို့မရအောင်ဒါတခုတကလာမောင်းတာကေဘလို့ဖြစ်တန်တယ် okay so aku dgpm ကလာမဲ့ September 28ရက်နေ့မှာပွဲရှိပါတယ်ဆိုတော့အဲ့ဒါလေးအားပေးပါဦး GPM Racing ဆိုရဲ့ page မှာလည်းဒီပွဲရဲ့ detail လေးတွေပေါ့နော် update လေးတင်ပြီးမှဖြစ်ပါတယ်ဆိုတော့ဆက်လက်အားပေးကြပါအောင်ကျွန်တော်ရိုင်းနေတော့မှအဝိုင်းတစည်းဝင်လာပါတယ် LED ပြန်မောင်းလာတာဗျာအဲ့ဒီနဲ့ကိုယ် အခုမြင်နေရတဲ့အာဝဲကြီးကလည်းအာဝဲတော်မူအာဝဲ M เนาะဒါကျွန်တော်တို့ GPL Racing နဲ့အခုတယောက်ရဲ့ဆိုင်ငယ်ပဲဖြစ်ပါတယ်။ဒစီးလုံးက carbon patch ရအများကြီးပဲ Azoria စဆောင်းရမ်းကျမ်းနေပေါ့နော်။တကယ်ကိုလှတဲ့အာဝဲ M နဲ့မှာပါရေးစိပေးကိုအားပေးမယ်ဆိုရင်ခုလိုမျိုး mic တဲ့ဆိုင်ကလေးကိုအမြဲတမ်းကြည့်ရမယ်အများကြီးလည်းကြည့်ရမယ် အမေဒါအကုန်ပဲဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့ဒီ training ဒီနေ့မှာကျွန်တော်ယောက်ျားလေးတွေအကုန်လုံးစုပြီးတော့ဘယ်လိုတွေလုပ်ကြလဲဘယ်လိုတွေ train ကြလဲဘာလဲညာလေးကိုရိုက်ပြထားတာပေါ့နော်အဲ့တော့အကုန်လုံးလည်းကြည့်ရတာကြိုက်လိမ့်မယ်လို့ထင်တယ်ပျော်လိမ့်မယ်လို့လည်းထင်တယ်အဲ့တော့နောက်ထပ်လည်းဒီထက် mic တဲ့ video တွေတက်တင်ဖို့တွေရှိပါသေးတယ်အဲ့တော့ like and follow လေးလုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ GPN raising ကိုလည်းလုံးဝအားပေးဖို့လည်းမမေ့ပါနဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ောက်ဘေးမှာလုံနေရပါတော့အဲ့ဒါဟုတ်တယ်။ training day ပဲဖြစ်ပါလေဘယ်ဘယ်သားမှငါလှည့်ရမှာ။ဟေး Yeah 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 ။အားဘာစားကြရအောင်မလား။အာတကယ်ကောင်းတဲ့ performance ပါနော် 盯个嘛，盯个。哇！那两 T